ောက်ချင်းကမှချစ်တယ်လို့သတ်မှတ်တာကတော့လေဒါအဲ့ဒီအဖွဲစီရသူ့ရဲ့အမြင်ပေါ့ဆိုတော့ဟိုဒူးထောက်တာမဟုတ်ဘဲနဲ့အသက်နဲ့တမျှရောသူ့ဘဝမှာဒီချစ်သူကြီးစားကာလတစ်ချောင်းလုံးမှာဘယ်လောက်ထိကာကွယ်ဆောက်ရှောက်ပေးခဲ့လဲဆိုတာဘယ်သူကမြင်လို့လဲသူတို့ရဲ့6နှစ်တာကာလလောက်မှာ သူ့အသက်နဲ့တမျှရောဘလို့ကာကွယ်ဖေးထားလဲဘလို့ဆောက်ရှောက်ပေးထားလဲသူတို့ချင်းချင်းမှာရောဘလို့လုံခြုံမှုတွေလွေးထွေးမှုတွေပံ့ပိုးမှုတွေရှိနေကြလဲဆိုတော့ဘယ်သူမှမှမသိရတာကိစ္စရတိုင်းမှာတော့ကြီးရှုတဲ့သူတွေနဲ့အနေနဲ့ကအယမ်းလွယ်တယ်ဝေဖန်မှုလည်းလွယ်တယ်မြန်တယ်ဟိုဒါပေမဲ့တကယ်လိုက်လုပ်တဲ့ຢာတွေကမလွယ်ဘူး ုပ်ပြေလေးဒီလေယေရုရဲ့ဖန်နီးမှုကိုမကြိုက်ရင်သူယေရုရှလင်မှာယုံကြည်စွာနဲ့အမှားလည်းမဟုတ်ဘူးစုပ်ပြေလေးကိုအလုတ်အပ်တဲ့ customary client တွေလုပ်ငန်းရှင်တွေကလည်းယေရုကိုသူတို့သဘောမကျရင်သူတို့ယေရုရဲ့ဖန်နီးမှုဝတ်ဆောင်လက်မခံဘူးဆိုလို့ရှိရင်သူတို့ခွင့်ပြုမှာမဟုတ်ဘူးကိုယ့်ရဲ့ခံစားချက်လေးနဲ့မကြိုက်ညီတာနဲ့မတိုက်ဆိုင်တာနဲ့ကြိုက်ဘူးမလှဘူးပဲပြောလိုက်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကြောက်စရာကောင်းတာဒီဟိုကိုယ့်ရဲ့မျက်စိပါဇက်နားတွေပေါ့နော် ဒီຢာတွေအရင်ထိန်းသိမ်းရတယ်ဒီလိုဗီဒီယိုဒီမှာလဲကွန်မန့်တွေမှာလဲတွေ့တယ်လို့လေကိုငယ်ရောအလောက်ချစ်တတ်မဲ့မထင်ဘူးလို့ဒီလိုကြာလဲချစ်တတ်သူကြီးပေါ့နော်ဆိုသလိုပဲဒါတို့အပြင်မှာလဲမြင်နေရတဲ့သူတွေမှာလဲအာကိုငယ်အလောက်ချစ်တတ်လိမ့်မယ်လဲမထင်ခဲ့တယ်လို့အဲ့လိုချစ်တတ်လိမ့်မယ်လဲမထင်ထားဘူးပြီးတော့အဲ့လိုတန်ဖိုးထားပြီးတော့မျက်မျက်နှာနှာတို့အာအဲ့လိုချစ်ပေးလိမ့်မယ်လို့လဲအလောက်ထိပေါ့ အဲကိုယ်လည်းမတွေးခဲ့မိပါဘူးကိစ္စရတိုင်းမှာတော့ကြီးရှုတဲ့သူတွေနဲ့အနေနဲ့ကအရန်လွယ်တယ်ဝေဖန်ဖို့လည်းလွယ်တယ်မြန်တယ်ဟိုဒါပေမဲ့တကယ်လိုက်လုတဲ့အရာတွေကမလွယ်ဘူးအယိုးရှင်းဆုံးပြောရမယ်ဆိုရင်ရုပ်ရှင်တကားလိုပဲကြည့်လိုက်ရတာဒီမိနစ်ပိုင်းလေးဒါပေမဲ့အဲ့ဒီမှာတိမ့်ထောင်တဲ့ခြေလဲကုံတိုင်းတလိုမျိုးတချို့အရာတွေမှာခန္ဓာကိုယ်ထိခိုက်ပျက်စီးရတယ်အသက်အရွယ်ဆုံးရှုံးတဲ့လောက်ထိအသက်နဲ့ရင်းပြီးတော့ပေးဆက်ရမျိုးတွေရှိတယ်ဒီခြေထဲကိုဆင်းရမယ်ပြုတ်ကျရမယ်ဆိုတဲ့အချိန်မှာရှိတာပေါ့အလုပညာရှင်တွေမှာဆိုရင်ချက်ကြီးဒိုးရောက် အောက်ကငုံနဲ့စိုက်ထွက်သွားတာတွေခြေထောက်ကြီးကွဲထွက်သွားတာတွေဆိုတာဟိုအမှုပညာရှင်ဆိုတာကြတော့ယေရုကလက်ခံပြီးသားပါဘာလို့လဲဆိုတော့သူတို့ကချစ်တယ်လေသူတို့ကဒီအမှုပညာရှင်ကိုသူတို့ရဲ့အပိုင်လို့သတ်မှတ်ထားတာငါတို့အားပေးထားတာအဲငါတို့ကသူတို့ကိုဟိုကြည့်ရှုလို့အားပေးလို့အဲငါတို့ကြောင့်အမှုပညာရှင်ဖြစ်လာတယ်လို့လောင်တချို့ကအပိုင်ဆွတ်မှတ်ထားတာရှိတယ်ဆိုရဲခါကြတော့ငါတို့ပြောချင်တိုင်းပြောမှာပဲဆိုချင်တိုင်းဆိုမှာပဲငါတို့ဝေဖန်တာကိုလက်ခံနိုင်ရမယ်ဆိုတာအမှုပညာရှင်တွေကဒါ ပြိတက်အများစုကတတ်မှတ်ပြီးသားပေါ့ဒါပေမဲ့ပြောချင်တာလေးဒီဖန်တီးတဲ့နေရာမှာအလောက်မလွယ်ဘူးကိုယ့်ရဲ့ခံစားချက်လေးနဲ့မကိုက်ညီတာနဲ့မတိုက်ဆိုင်တာနဲ့ချိုက်ဘူးမလှဘူးပဲပြောလိုက်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကြောက်စရာကောင်းတာဒီဟိုကိုယ့်ရဲ့မျက်စိပါဇက်နားတွေပေါ့နော်ဒီຢာရီကအရန်ထိမ့်သိမ့်ရတယ်ဘလို့ပဲနေနေကိုယ့်ဘောမှာအချိန်ပေးပြီးတော့မှပြောဆိုပေးတယ်အကြံပေးပေးတယ်ကွန်မန့်လေးပဲဖြစ်ဖြစ်ရေးပေးတယ်ဆိုတာချစ်လို့မဟုတ်ရင်စိတ်ဝင်စားလို့ စိတ်မဝင်စားရင်ဘယ်သူမှယူနေရမှာမဟုတ်ဘူးတွေးကြရလို့လိုက်မပြောဘူးအဲ့တော့ချစ်လို့မဟုတ်ဘူးဆိုရင်လည်းစိတ်ဝင်စားလို့ဘယ်သူမှလေကုန်ခန်းအာညောင်းခန်းဘက်ထရီတွေပါဝါတွေဟို data တွေကုန်တယ်ဟုတ်လားလက်တွေညောင်းတယ်ဆိုတော့ဘလို့ပဲနေနေကိုအကြောင်းကိုကိုဝစ်စုံပဲဖြစ်ဖြစ်ကိုဖန်နီးမှုပဲဖြစ်ဖြစ်အဲအချိန်ပေးတဲ့အတွက်ကိုပဲယဒူကအရန်ကျေးဇူးတင်ပါတယ်လို့ဟုတ် အဲလူဆိုရဲသဘောတဘာဝဟိုကကိုထမင်းကိုစားပြီးတော့သူများအကြောင်းပြောချင်တာပေါ့နော်ပြောချင်တဲ့အခါကျတော့အများအားခေါင်းစဉ်တစ်ခုရှာနေတာအခုရုရုဆိုလဲဟိုတွေ့ကြပြီဆိုရင်စကားတွေပြော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 ဆိုရင်ဒီလိုပဲအကြောင်းအရာတွေဟိုရောက်တရားရောက်တတ်တာပဲဆိုတော့လူတွေရဲ့သဘောတဘာဝဟိုကတနေ့တနေ့စကားတွေကပြောနေတဲ့အခါကျတော့ ခေါင်းစဉ်တွေရှာပြီး topic တွေရှာနေတာပေါ့ Facebook လိုမျိုးဆိုရင်တော့ပွဲရှာနေတာပေါ့ဆိုတော့ဒါတွေဒီလဲတပတ်မကြာဘူး၁၀ရက်မကြာဘူးနောက်ထပ်သတင်းတစ်ခုနောက်ထပ် topic တစ်ခုပေါ်လာရင်လည်းဖုံးသွားမှာပါအဲ့တော့ဒီအချိန်တရင်ကခဏလေးကိုပဲဖြတ်တန်းလိုက်ဖို့ပဲလိုတာပါโซโลရဲ့သဘောတရားတစ်ခုတည်တော့စိုးပြေလေးဒီလေယရုရဲ့ဖန်တီးမှုကိုမကြိုက်ရင်သူယရုစီမှာယုံကြည်စွာနဲ့အမှားလည်းမဟုတ်ဘူးထုံနီးတူစွာပဲစိုးပြေလေးပွဲတက်တာပဲဖြစ်ဖြစ်အာကော်မာရှယ်ရီပဲဖြစ်ဖြစ်ဖန်တီးတဲ့အချိန်မှာလည်းအားလုံးကမေးတာပဲ ဒီဇိုင်နာဘာတူလဲမိတ်ကပ်ဘာတူလဲအဘာတွေဝတ်မှာလဲဆိုတော့အခုခေတ်မှာဆိုလဲစတိုင်လစ်တွေနဲ့အစအကုန်လုံးလုံးနေကြတာလေဆိုတော့ယူရူကတင်းနဲ့သွားတဲ့အချိန်မှာဒီလဲဆိုပြလေးကိုအလုတ်အပ်တဲ့ customer တွေ client တွေလုပ်ငန်းရှင်တွေကလဲယူရူကိုသူတို့သဘောမကျရင်သူတို့ယူရူရဲ့ဖန်တီးမှုဝတ်စုံလက်မခံဘူးဆိုလို့ရှိရင်သူတို့ခွင့်ပြုမှာမဟုတ်ဘူးအဲ့တော့ပြောချင်တာဒီဝတ်စင်နဲ့အမှုပညာရှင်ကလဲယုံကြည်လို့အားကိုးလို့ယူရူအပ်တယ် သူနဲ့အလုပ်တွဲလုပ်မဲ့လုပ်ငန်းရှင်တွေအဲစီဝါရေးကုမ္ပဏီတွေအားလုံးကလည်းရတုတုံမှာယုံကြည်ပြီးတော့မှလက်တွဲပြီးအလုပ်လုပ်တယ်ဆိုတော့အခုဖြစ်တဲ့အမှုကတော့ဒါကြည့်ရှုသူအနေနဲ့ဒါအကြံပေးတာတို့ဝေဖန်တာတို့ကြိုက်တာတို့မကြိုက်တာတို့ဖြစ်တာပေါ့နော်အဲ့တော့ဟိုကြိုက်ချင်းမကြိုက်ချင်းပေါ်မှာမူတည်ပြီးတော့မှဒါဝစ်စင်တဲ့အမှုပညာရှင်ကလည်းဟိုတုံ့ပြန်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့စုပ်ပြေလေးဆိုတာလေအားလုံးသိတဲ့အတိုင်းငငယ်ရွယ်ရွယ်လေးတွေကနေပြီးတော့မှဒီတက်တီရွယ်အထိအမှုပညာတက်တန်းကိုပဲ2.20 ဒါတိုင်ခဲ့ပြီဆိုပြီးလေးလည်းပြောပြီးသားပေါ့နော် ဆိုသူဒီလေသူ့ရဲ့အရေးအချင်းအစွမ်းအစားရှိလို့သူဒီနေရာထိဒီလိုရက်တည်နိုင်တာဖြစ်တယ်ယဒုဆိုရင်လည်းအသက်16နှစ်အရွယ်တည်းကနေအိမ်မွားနေဆင်းပြီးတော့မှဒီဇိုင်နာယဒုအနေနဲ့ဘဝရက်တည်ခဲ့တယ်ကိုချောက်ပေါ်ကိုရက်တည်ခဲ့တယ်အင်ဒီပန်ဒန့်ဘသူ့ကိုမှမမီခိုးဘဲနဲ့ တယောက်တည်းရက်တည်လာခဲ့တာရတူအသက်30ကျော်လာခဲ့ပြီအဲဒီဇိုင်နာသက်တမ်း12နှစ်ကျော်ခဲ့ပြီစက်ချုပ်သက်တမ်း73နှစ်ကျော်လာခဲ့ပြီသင်တန်းကျောင်းတွေကိုလည်းပြည်ရင်းပြည်ပတွေရောကျွန်တော်တို့ online class တွေသင်တဲ့တော်ကြောင့်မလို့အနေနဲ့ရက်မှာလည်းကုသဘဲသားသမီးတွေသင်တန်းသားအယောက်4000ကျော်တောင်တိုင်ခဲ့ပြီပေါ့နော်ဆိုတော့ရဒူဒီလေရဒူရဲ့အရေးအချင်းအစွမ်းအစာဖန်တီးမှုရဒူရဲ့ idea တွေစိတ်ကူးတွေပညာတွေရှိလို့သာဒီနေရာအထိဒီလိုရက်တည်နိုင်တာ ဖြစ်တယ်ဒီနေရာလေးမှာကြိုက်တာ မကြိုက်တာဆိုတဲ့အရာတွေက ါလူရဲ့အခွင့်အရေးလွတ်လပ်ခွင့်လွတ်လပ်စွာဝေဖန်လို့ရတယ်လွတ်လပ်စွာပြောလို့ရတယ်ယဒူးကပိတ်ပင်လို့မရဘူးယဒူးကဘာလုပ်လို့ပဲရမှာလဲဆိုတော့မခံစားလို့ပဲရမှာအဲ့တော့ခံစားရင်တော့ယဒူးကယူသွားမှာပေါ့တကဘာလုံးကလူတွေကပြောချင်တာပြောတာလေအဲ့တော့ယဒူးကမပြောပါနဲ့လို့ပိတ်ပင်ခွင့်မရှိဘူးဒါပေမဲ့မခံစားဖို့အတွက်တော့ကုပ္ပတာကိုပြင်ဆင်ခွင့်ရှိပါတယ်ပထမတစ်ချက်ကတော့ဒူးထောက်တယ်မထောက်ဘူးဆိုတာဒီယဒူးကဟို သူ့ရဲ့စိတ်ခံစားချက်ပေါ့နော်ဥမာဟိုယူရိုတို့စီးရီးတစ်ခုမှာဒါနိုင်ငံကျော်အကယ်ဒမီမင်းသားကထိုင်ကြောလိုက်တယ်ဒါသူ့ရဲ့ character ရအောင်စိတ်ခံစားချက်ရအောင် director နဲ့တိုင်ပင်နေဆိုဒါသူ့ရဲ့ mood ပဲလीသူစိတ်ခံစားရတယ်လို့သူလုပ်တာလीဆိုတော့ဒူးထောက်ချင်းကမှချစ်တယ်လို့သတ်မှတ်တာကတော့လေဒါအဲ့ဒီအဖွဲ့အစည်းကသူ့ရဲ့အမြင်ပေါ့ဆိုတော့ဟိုဒူးထောက်တာမဟုတ်ဘဲနဲ့ အသက်နဲ့တမျှရောသူ့ဘဝမှာဒီချစ်သူကြီးစားကာလတစ်ချောင်းလုံးမှာဘယ်လောက်ထိကာကွယ်ဆောက်ရှောက်ပေးခဲ့လဲဆိုတာဘယ်သူမှမြင်လို့လဲပြီးတော့ဟို Facebook တို့ social media တို့ဆိုတဲ့သဘောတဘာဝပြတဲ့လောက်တင်တဲ့လောက်ပဲကြီးခွင့်ရတာလေဒီ post တပုတ်လေးကြည့်ပြီးတော့ဒီ video တပုတ်ကလေးကြည့်ပြီးတော့မှလုတ်တင်ပါတယ်မလုတ်တင်ပါဘူးဆိုတာကတော့ဒါကိုရီးယားရဲ့မြင်တွေ့ဘူးတဲ့အတိုင်းဝိုင်းလေးမှာဒီလိုဒူးထောက်ပြီးတော့မှလက်ထက်ခွင့်တောင်းနေဆိုတာတအားချစ်တာပဲလို့မြင်ထားပေမဲ့ သူတို့ရဲ့6နှစ်တာကာလလောက်မှာသူအသက်နဲ့တမျှရောဘလို့ကာကွယ်ဖေးထားလဲဘလို့ဆောက်ရှောက်ပေးထားလဲသူတို့ချင်းချင်းမှာရောဘလို့လုံခြုံမှုတွေနှွေးထွေးမှုတွေပံ့ပိုးမှုတွေရှိနေကြလဲဆိုတာဘယ်သူမှမှမသိရတာအဲ့တော့ကြောင့်မလို့ယရုပြောသလိုပါပဲဒီနိုင်ငံကျော်အမှုပညာရှင်တွေအကယ်ဒမီရှင်တွေကာယကံရှင်တွေရလဲဒီဝေဖန်တာတွေပဲဖြစ်ဖြစ်အကြံပေးတာပဲဖြစ်ဖြစ်အဲ့ပေါ်မှာခန်းစားပြီးခွန်းတုံးပြန်မှာမဟုတ်ဘူးလို့လဲယရုကမြင်ပါတယ်လိုက်ပြီးတော့ကိုလိုချင်တဲ့ဘောင်ကိုလိုချင်တဲ့ပုံစံတွေကိုဆွဲသွင်းလို့ မရဘူးလို့ယေရုကမြင်တယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့လူဆရာကိုစိတ်ကိုယ်တော်ကိုမနိုင်ဘူး။ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးတော်ကိုမပိုင်ဘူး။ဒီခန္ဓာကိုယ်ကြီးကနာကျင်နေအောင်မနာနဲ့လို့ပြောလို့မရဘူး။ဝေဒနာတွေခံစားနေရမခံစားနဲ့လို့ပြောလို့မရအောင်။ကိုကိုကိုယ်တော်မပိုင်တဲ့အရာတစ်ခုကိုမွေးထုတ်ထားတဲ့သားသမီးညီကိုမောင်တို့ကကိုပြောတိုင်းဖြစ်တာမှမဟုတ်တာ။ကိုဖြစ်စေခြင်းတိုင်းဖြစ်တာမှမဟုတ်တာ။ ဘာကြောင့်မို့လို့နိုင်ငံကျော်အမှုပညာရှင်တွေကိုကိုဖြစ်ချင်တာတွေပြောတိုင်းကိုပြောလှုပ်စေချင်တာတွေလှုပ်ခိုင်းတာဘယ်သူမှလှုပ်မှာလဲယူနေရမှာမဟုတ်တာအုံနောက်မရှိရမှာမဟုတ်တာလှုပ်စေချင်တဲ့အတိုင်းရှောက်ပြောနေလို့လည်းရလူလှုပ်မှာမဟုတ်ဘူးဒါပေမဲ့လှုပ်စေချင် ယရုလိပ်စာလည်းအမြဲချိန်ညားထားတယ်ယရုဖုန်းနံပါတ်လည်းဒီကနေလည်းထပ်ပေးပါမယ်0698643 3962ကရန်ကုန်ဖုန်းပါ0995396 3ညဖုန်းကမန္တလေးရုံးဖုန်းပါယရုလက်ရှိကြောင်းဖွင့်ထားတဲ့တင်နန်းဖွင့်ထားတဲ့ဆိုင်ဖွင့်ထားတဲ့ယုံလိပ်စာနဲ့ကြောင်းလိပ်စာကတော့အမှတ်965တောင်းကလာစာနီ10လမ်း6ရက်ကွက်မှာပါရန်ကုန်မြို့မှာပါမန္တလေးမြို့ရဲ့လိပ်စာကတော့34လမ်း8889 KFC အနောက် Diamond Plaza နားမှာပါအဲဂန်းကိုစေးရုံမျက်နှာချင်းဆိုင်မှာပါယရုတို့ကိုကိုဖြစ်ချင် င်တာတွေကိုလှုပ်ချင်တာတွေကိုဆန္ဒပြုတဲ့အရာတွေကိုကွန်မန့်လေးရနေမက်ဆန်ဂျာနေပဲဖြစ်ဖြစ်ဗီဒီယိုတွေကနေပြောနေမဲ့အစားငွေတော့ပိုက်ပြီးတော့မှရတုရေဒီပုံစံလေးမဆိုးပြေကိုချုပ်ပေးပါလို့လာခဲ့ပါ သိန်း90ကျွန်တော်တုံးမယ်သိန်း100တုံးမယ်ဖြစ်စီကျင်ပါရဲ့ကိုငဲ့ရင်ပေါင်းပြီးကိုဝစ်လို့ဆိုရင်ရဒုစီကိုလာခဲ့ပါကိုငဲ့အတွက်ဘောင်းပြီးကိုကျမတို့100သိန်းတက်နိုင်ပါတယ်100သိန်းပံပိုးပေးပါမလို့လာခဲ့ပါရဒုရေနေဒီလိုချုပ်နေတာတွေဒီလိုဖန်တီးနေတာတွေဒီအယောင်တွေဒီ accessory တွေဒီသင်တန်းသားတွေဆိုတဲ့အရာတွေကိုမကြိုက်ဘူးကွာအဲ့လိုမချုပ်ပေးနဲ့ကွာဘယ်အယောင်ချုပ်ပေးဘယ် accessory သုံးပေးသုံးယောက်ထဲနဲ့ပဲချုပ်ပေးသုံးနိုင်အတွင်းမှာအပြီးချုပ်ပေးရော့သိန်း90ပေးမယ်သိန်း100ပေးမယ်100သိန်းပေးမယ်သုံးသိန်းပေးမယ်လာခဲ့ပါ တို့ဖုန်းနံပါတ်နဲ့လည်းဆက်သွယ်လို့ရတယ်လူကိုယ်တိုင်လည်းလာလို့ရပါတယ်အပြင်မှာတွေ့လည်းခေါ်လို့ရပါတယ်ကွန်ပန်းကနေပြောနေုံနဲ့ဘာအဆက်မှမဖြစ်ဘူးကြီးရှုတဲ့သူတွေစိတ်နှောက်ယှက်ဖြစ်တာပဲရှိတယ်ကွန်ပန်းပြန် reply ပြန်နေတဲ့သူတွေပဲစိတ်နှောက်ယှက်ဖြစ်တာပဲရှိပါတယ်ယတုခံယူချက်လေးဒီဗီဒီယိုလေးမှာတစ်ခါရေပြောပြချင်ပါတယ်ခင်ဗျာယတုကယတုရဲ့ခေါင်းကိုမိခံတက်တာလို့ခံယူထားပါတယ်ယတုရဲ့ခေါင်းကအမှိုက်ပုံမဟုတ်ပါဘူးဖန်ကြီးကဝိသားဝတ်စုံတွေအများကြီးပါပဲစိုးပြေကိုချုပ်ပေးခဲ့ဝတ်စုံတွေဆိုလဲအရန်ကြာပါပြီဒီလိုပါအာ ချက်တဲ့သူကတော့ချက်တဲ့မျက်စိနဲ့ကြည့်ရင်အရာအလုံးကလှပါတယ်။အာစကားလေးမပီလဲချက်တာပဲ။စကားမပီလို့ယောက်ျားမယောက်ဆိုမှမရှိတာ။အောက်ပိုင်းတင်နေတဲ့ယောက်ျားလေးလည်းမိန်းမမယောက်ဆိုမှမရှိတာ။အချစ်ဆိုတာလောက်ယူဖန်ပြီးလို့လည်းမရတလို့မျိုးအတင်းပုံစံသွင်းလို့လည်းမရဘူးလေ။မျက်စိမမြင်တဲ့သူလည်းအိမ်တောင်ကြတာပဲ။စကားမပြောတတ်တဲ့သူလည်းအိမ်တောင်ကြတာပဲ။ချစ်ချင်းမေတ္တာတရားဆိုတာဟာ လုံယူဖန်တီးလို့မရသလိုအတင်းလူယူလို့မရဘူးဒါကြောင့်မို့လို့ယရုမချစ်ပါဘူးဆိုတဲ့လူတွေယရုကချစ်အောင်ဖန်တီးလို့မရသလိုမျိုးစိုးပြည့်ကိုမချစ်ဘူးဆိုတဲ့သူတွေရှိခဲ့ရင်လည်းအဲ့ဒီလူတွေကိုချစ်အောင်ဖန်တီးလို့မရဘူးထုံနည်းတူစွာပဲမချစ်တဲ့သူတွေကိုလည်းချစ်အောင်လုပ်လို့မရသလိုချစ်နေတဲ့သူတွေလည်းစကားလေးမပီလို့ချစ်တာစိုးပြည့်လေးနဲ့တချင်းလေးရလေအဲ ညော်လင့်ထားတဲ့အထက်ကိုပို့ပြီးတော့မှပောက်ပါတယ်ဘာလို့လဲဆိုတော့ရတုကအမှတ်တရအနေနဲ့ပဲလုပ်ခဲ့တာအောင်မြင်ရမယ်ပေါ့အောင်မယ်လို့တော့မဟုတ်ဘူးဒါပေမဲ့သဘောကျကြရဲစိတ်နှစ်သက်ကြရဲအားပေးကြရဲအဲပြီးတော့ရတုလည်းအခုအဲ့တချင်လေးကနေမှထပ်တိုးပြီးတော့မှပြန်ဖြစ်တာ ਈ လေအလုပ်ညာလုံးနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့မှကန်လန်းထားတာလေးအလုပ်တွေပြန်လုပ်ဖို့လေးတွေဆက်သွယ်လာတာလေးရှိပါတယ်